ဝိုင်လန်နဲ့ဂါနာချူကိုဂိုးသွင်းပြသတဲ့မြန်မာကုဆောင်မောင်မောင်လေးမင်းကြီးကမလေးရှားနိုင်ငံမှာကစားခဲ့တဲ့ဘောလုံးပွဲတစ်ပွဲဟာကမ္ဘာတဝန်းကဘောလုံးပရိသတ်တွေကိုအားအသင့်စီခဲ့ပါတယ်။ကမ္ဘာတော်ဘောလုံးကလပ်မန်ချက်စတာယူနိုက်တက်တင်းနဲ့အာဆီယံဒေတာတွင်းကအကောင်းဆုံးကစားသမားတွေပေါင်းဆက်ထားတဲ့အာဆီယံအော်စတာတင်းရဲ့ခြေစံပွဲမှာတကယ်ကိုမထင်မှတ်ထားတဲ့ရလဒ်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အာဆီယံတင်းကမန်ချက်စတာယူနိုက်တက်တင်းကိုဒီဂိုးကိုမရှိစေတဲ့ရလဒ်နဲ့အနိုင်ယူခဲ့တာပဲဖြစ်ပါတယ်။ဒီရလဒ်ကမန်ယူပရိသတ်တွေအတွက်တော့ခါးသီးပွဲရာဖြစ်ခဲ့ပြီးအာဆီယံသားတွေတော့ကတော့ဂုဏ်ယူစရာကောင်းခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာအာဆီယံအော်စတာတင်းအတွက်တလုံးလေးတော့အနိုင်ကိုကိုကျွန်တော်တို့ရဲ့မြန်မာတိုက်ရှင်မှုမောင်မောင်လွင်ကပွဲချိန်90မိနစ်မှာလလပပသွင်းယူပေးခဲ့ပါတယ်။ပွဲရဲ့အချိန်မြင့်ဆုံးအချိန်မှာကိုရဲလူအဒရီယန်စီဂျီစီရဲ့ဒေတာလပစွာဖန်တီးပေးမှုကိုမောင်မောင်လွင်ကလင်းမြန်တဲ့ချိန်ကပြေးထွက်မှုမှန်ကန်တဲ့နေရာယူမှုတွေနဲ့တူပါနက်စွာအဆုံးသတ်ကန်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ဒီတွင်ကိုကြောင့်အသက်29နှစ်ရွယ်ရှိမြန်မာလူရွေးစဉ်တိုက်ရှင်မှုမောင်မောင်လွင်ဟာကမ္ဘာကျော်မန်ယူနိုက်တက်လိုအသင်းကြီးတင်းတင်းကိုပထမဆုံးဂိုးသွင်းနိုင်တဲ့မြန်မာဘောလုံးသမားအဖြစ်သမိုင်းဝယ်မှတ်တမ်းတင်သွားခဲ့ပါတယ်။ဒါကမောင်မောင်လွင်ရဲ့ကိုယ်ပိုင်အောင်မြင်မှုတွေမှာကပဲ မြန်မာဘောလုံးသမိုင်းအတွက်မှတ်တမ်းတင်နိုင်ခဲ့တဲ့နေ့တင်နေ့လေးဖြစ်ပါတယ်ဒီပွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံက United Press တချို့ရဲ့မှတ်ချက်တွေကတော့အတော်လေးကိုစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်ဒုတိယအသင်းမှာဂိုးရဖို့ရုန်းကန်နေရတဲ့တိုက်စစ်မှု white line နဲ့ကိုပေါ့ချေရောင်ရံအမောင်ရွေးများစွာနဲ့တလွဲချော်ရီကန်တက်တဲ့ဂါနာချိုတို့ကိုကိုဘလိုသွင်းရတယ်ဆိုတာကိုမြန်မာကစားသမားမမောင်တွေကလက်တွေ့ကြကြမြန်မာထစ်တင်ပြတ်သားပေးလိုက်တဲ့ပွဲလို့ဝေဖန်ပြောဆိုနေကြပါတယ်ဥရောပရှုံးပွဲများစွာနဲ့ရုန်းကန်နေရပြီးရန်ပန်းမလဖြစ်နေတဲ့ United ဟာအာဆီယံအဆင့်အသင်းကိုပါထပ်မံရှုံးနေခဲ့တာကြောင့်ပွဲပြီးမှမလေးရှားကိုလာရောက်အားပေးခဲ့တဲ့ United ပြည်သက်တီကြောင့်မှစိတ်ပြတ်အားငယ်မှုတွေရှိခဲ့ပြီး သူတို့ရဲ့အတင်းကိုလောင်ပြောင်မှုတွေလည်းပြုလုပ်ခဲ့ကြပါတယ်။ဒီရလက်ဟာနီးပြတ်တည်းရဲ့လက်အောက်မှာအနာဂတ်ရာသီအတွက်ပြင်ဆင်နေတဲ့မယူတင်းတွက်အလေးနက်ထား30ဆီယာပါ။အားနည်းချက်တွေကိုအများဆုံးပြင်ဆင်မှုလိုအပ်ကြောင်းတတိပေးလိုက်တဲ့တင်ငန်းစာတစ်ခုဖြစ်လာစေခဲ့ပါတယ်။တစ်ဖက်မှာတော့မောင်မောင်လုံးရဲ့ဒီကူဟာမြန်မာဘောလုံးလောကကိုကဘာကပုံမအာယုံဆိုင်လာစေဖို့တွန်းအားတစ်ခုလည်းဖြစ်လာပါလိမ့်မယ်။